ငလျင်လှုပ်ခတ်မှုအပြီးရနာထားရတဲ့နိုင်ငံကူးလက်မှတ် passport ရယူဖို့လျှောက်ထားရတဲ့ကျူအာကုန်လုပ်ငန်းစဉ်တွေကုလကုန်မှာပြန်စဖို့ရှိနေတယ်လို့အာနာသိန်းစစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ငလျင်ဘေးဒဏ်ကြောင့်ဆက်သွယ်ရေးတာဝန်တွေနေပျက်စီးခဲ့တဲ့အတွက် online appointment system နဲ့နိုင်ငံကူးလက်မှတ်လျှောက်ထားမှုရနာထားတာတလာနီးပါးကြာမြင့်ခဲ့ပြီး passport ရုံးရဲ့ကျူအာတင်တဲ့စနစ်ကိုယာယီရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။နိုင်ငံကူးလက်မှတ် passport လျှောက်ထားရမှာ online ကနေ QR code ရယူပြီးရချင်းယူအလှည့်ကျစောင့်ဆိုင်းစနစ်နဲ့လျှောက်ထားရတာဖြစ်ပေမဲ့ စကိုင်းငလျင်ပြီးအဲ့ဒီလိုရက်ချင်းရယူတဲ့စနစ်ထိုးရင်းခဲ့တာပဲဖြစ်ပါတယ်ငလျင်လှုပ်တဲ့ဒဏ်နဲ့ဒီအစိုးရရုံးနဲ့တတော်များများထိခိုက်ထားရတော့မှတရင်တွေကဖုံးထားတော့မှာပုံမှန်အင်တာနက်ကနေရှောက်ထားတာမျိုးတွေတော့မှလုံးလို့မရတဲ့ဟောလျှောက်ကဝန်ထမ်းတွေနဲ့ဒီနီးစက်တဲ့သူတွေကနေပြီးတော့သူတို့နဲ့နေတဲ့သူတွေကလည်းတစင်ဒီပတ်စံနေအစမတန်ပြီးပြီးတော့လုံနေရလေရှိတာပေါ့နော် ။စကိုင်းငလင်ဟာနေပြီးတော့အတွင်းကစစ်ကောင်စီအုပ်ချုပ်ရေးရန်နီယာလက်ပတ်ရာအစိုးရရုံးတွေအတော်များများကိုထိခိုက်စေခဲ့ပြီးဒါနဲ့ပတ်သက်လို့စစ်ကောင်စီကသတင်းဖုံးကွယ်ထားတယ်လို့လည်းသူကဆိုပါတယ်။နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကိုအစာပိုင်းမှာလူကိုယ်တိုင်သွားရောက်ပြီးပြုလုပ်တဲ့စနစ်ကနေအနာသိမ့်ပြီးတလကျော်အကြာမှာမလို့အပ်ပဲလူစုလူဝေးမဖြစ်စေဖို့ဆိုပြီး online ပုံကင်စနစ်ကိုပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ ဲ့ဒီလိုပြောင်းလဲပြီးနောက်ပိုင်းမှာအကျိုးဆောင်တွေနဲ့ပြုလုပ်တဲ့စနစ်ခေတ်စားလာပြီး online booking QR code တစ်စောင်အတွက်ပြုလုပ်ပေးတဲ့အကျိုးဆောင်ကိုငွေတထောင်ကနေတသိန်းကျော်အထိပေးပြီးပြုလုပ်လာရတယ်လို့ online booking တင်ပေးမယ်ဆိုပြီးငွေလိမ်လည်ခံရတာတွေလည်းရှိလာခဲ့ပါတယ်အခုကဟိုဘယ်လိုပြပအပြင်မဲ့ပေါ့နော်ဈာန်နိုင်ငံထွက်ချင်သူထွက်ထွက်သွားချင်တဲ့လူကပုံများတော့တယ်အဲ့မှာလည်းအားလုံးလည်းရရှိချင်တယ်ပေါ့ဘယ်လိုလဲငလင်ဘေးကလည်းဖြစ်သွားတာပေါ့ နောက်နောက်တော့သူတို့ဆာဗာရဲ့ error ဖြစ်နေတာဆိုပြီးတော့လောက်တာတကြောင်ကြန့်ကြန့်တာပေါ့နော်အဲကျွန်တော်တို့ကတကယ်လိုအပ်နေတဲ့သူတွေဆိုတော့အလိန်ညာခံရမှာဆိုတော့လည်းအလိန်ညာလည်းခံရမှာဆိုးတယ်တင်းဆယ်ချီပြီးတော့ဗျာပေးထားတဲ့အခါကျတော့ပြပကိုထွက်မလို့တကယ်တခုဖြစ်သွားရင်နစ်နာမှုတော့တအားဆီးတော့ဗျာနော်ဟုတ်ကဲ့ ဆီယနာသိမ်းပြီးနောက်ပိုင်းနဲ့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတချို့ရနာခဲ့တာကြောင့်အများစုကအလုံးလက်မဲ့ဖြစ်ခဲ့ရသလိုစစ်မှုရန်ဥပဒေကြောင့်လူငယ်တွေဟာပြည်ပနိုင်ငံတွေထွက်ပြီးရရအလုံးလုံးဖို့ပြင်ဆင်လာကြတာပါစစ်တပ်အနာသိမ်းပြီးတဲ့နောက်ပြည်ပထွက်ခွာလို့သူပုံမှုများပြားလာသလိုနိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားမှုအတွက်ကုန်ကြစရိတ်မှာကျပ်၄000ဖြစ်တဲ့ဆိုပြီးမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဝက်ဆိုက်မှာဖော်ပြထားပေမယ့်ပြည်ပမှာတော့မြန်မာနိုင်ငံကူးလက်မှတ်ရရှိဖို့ကျပ်သိန်းစတဲ့အစီကုန်ကြမှုတွေရှိနေတာဖြစ်တယ်လို့လည်းသိရပါတယ်